အလုံးပဲမြင်္ဂလာပါစူပါဆန်ဒီရဲ့အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ချက်စီတင်းနဲ့လီဗာပူးတင်းတို့ရဲ့ပွဲချုပ်သုံးသပ်ချက်နဲ့ခက်မှန်ယူချက်မှုကိုပဲလုပ်ပြီးသွားမှာဖြစ်ပါတယ်ဒီနှစ်တင်းရဲ့ဒီထက်ထက်တွေ့ဆုံမှုကတော့တကယ်ကိုစိတ်ဝင်စားစရာပွဲကြီးပွဲကောင်းတစ်ပွဲလိုပဲကျွန်တော်အနေနဲ့မြင်ပြီးပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ဒီနှစ်တင်းအနေနဲ့တော့လက်ရှိမှာဆိုလို့ရှိရင်ဘလူးမီယာလီဇေယျာမှာဆိုလို့ရှိရင်နံပါတ်1နဲ့နံပါတ်2နေရာမှာရှိနေတဲ့အတင်းနေပြီးပြီးဒီနောက်ဆုံးပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်းနောက်ဆုံးဂိုးပြတ်တွေတိုက်ခဲ့တဲ့အခြေအနေမျိုးတွေလက်ရှိ ဒီပြီးခဲ့တဲ့ဂျာရဲမှာဆိုလို့ရှိရင်လည်းချက်ပြန်လေးမှာနှစ်သင်းလုံးအနေနဲ့ဒီတိုက်ပတ်အတင်းကြီးတွေဖြစ်တဲ့ချက်စီဆိုလို့ရှိရင်လည်းဒီစပိန်ဘလူးကြီးဖြစ်တဲ့ဒီဘာစီလိုနာလိုအတင်းမျိုးကိုလည်းကိုပြတ်အနိုင်တက်ခဲ့တဲ့အခြေအနေမျိုးတွေတစ်ဖက်ကအာဆင်နယ်အတင်းကလည်းဂျာမန်ဘလူးကြီးဖြစ်တဲ့ဘိုင်ယန်မြူးနစ်လိုအတင်းမျိုးကိုလည်းကိုပြတ်အနိုင်တက်ခဲ့တဲ့အခြေအနေမျိုးတွေကြောင့်ဒီနှစ်သင်းကြီးကဒီနောက်ပိုင်းပွဲစဉ်တွေမှာတောက်ဆောက်ဖုန်ကောင်းနေပြီးတော့တောက်ဆောက် နိုင်ပွဲဆက်နေတဲ့အခြေအနေမျိုးတွေကြောင့်ဒီပွဲစဉ်ကတော့တကယ်ကိုစိတ်ဝင်စားစရာကျွန်တော်ညကိုတွေသူကလက်မလွတ်တမ်းစောင့်ကြည့်ရမယ့်ပွဲစဉ်သူပွဲလို့ပဲကျွန်တော်အနေနဲ့မြင်မိပါတယ်။ Okay ဒါဆိုလို့ရှိရင်ဒီနှစ်တင်းရက်ဒီနောက်ဆုံးကစားခဲ့တဲ့ပြပွဲစုံ၅ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်ဒီချက်စီးတင်းနေတော့ဒီနောက်ဆုံးပြပွဲစုံ၅ပွဲမှဆိုလို့ရှိရင်၄ပွဲနိုင်ပြီးတော့တပွဲတည်ကြတာလေ။ဒီတည်ကြခဲ့တဲ့ပွဲစဉ်ကတော့ဒီချက်ပြလိမှာကလာဘတ်အတင်းကိုတူးတူးဆိုတဲ့တည်ရလက်ထပ်ပေါ်ခဲ့ပါတယ်။တစ်ဖက်ကအာဆင်နယ်အတင်းကလည်းဒီနောက်ဆုံးပြပွဲစုံ၅ပွဲမှဆိုလို့ရှိရင်ချက်စီးနီးတူပွဲ လေးပွဲနိုင်ပြီးတော့တပွဲတည်ကြတာပါလေသူတို့တည်ကြခဲ့တဲ့ပွဲစဉ်ကတော့ပလီမီးယားလိမ့်မှာဒီဆက်တန်လန်ရဲ့အိမ်ပွဲမှာတော့တူးတူးဆိုတဲ့တည်ရလက်ထွက်ပေါ်ခဲ့တာလည်းလို့ပြီးတော့အာဆင်နယ်အသင်းနဲ့တောက်ဆောက်ဒီပေးကိုးတွေနဲခဲ့ပြီးတော့တောက်ဆောက်တိုင်ပွဲတွေဆက်နေတဲ့အသင်းအသင်းအနေနဲ့တော့တစီမဆီလူစင်တဲ့ဒီချက်စီတင်းမှာဆိုလို့ရှိရင်သူတို့ရဲ့အဓိကကစားသမားတွေဖြစ်တဲ့ကိုပါမာတို့ပါဝင်လာတော့မဲ့အတင်းရဲ့အဓိကကစားသမားတွေတန်ရပြဿနာတွေကနေပြီးတော့ကောင်းမွန်လာတဲ့အခြေအနေမျိုးမှာတစ်ဖက်က အာဆင်နယ်အသင်းကလည်းသူတို့ရဲ့အဓိကကစားသမားတွေဖြစ်တဲ့ဒီလက်ရှိတိုက်စစ်မှာဆိုလို့ရှိရင်ဂိုင်ယာဘတ်တို့ပီတာယိုဂီယာတို့လည်းတန်ရာကြောက်ပြန်ပြီးတော့တက်တာလာပြီးတဲ့အခြေအနေမျိုးမှာဒီပွဲစဉ်မှာပါဝင်နိုင်ဖို့အခြေအနေများတဲ့အခြေအနေမျိုးမှာလက်ရှိမှာဆိုလို့ရှိရင်ကွင်းလယ်မှာဆိုလို့ရှိရင်မာဒီအိုလီကတ်တို့ပြပါလာမယ်အခြေအနေမျိုးမှာဆိုလို့ရှိရင်အာဆင်နယ်အသင်းရဲ့ဒီဒီနေ့ရက်ဒီစကွာဒ်ဖြစ်မှုနဲ့လူငယ်ကတောက်တင်မှုတွေတစ်ဖက်ကချက်စီးတင်ကြတဲ့ဒီနေ့ရက်ဒီဖြစ်တင်တဲ့ကစားသမားအများပြားတွေနဲ့တောက်ဆောက် ဒီနောက်ပိုင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်တောက်ဆောက်ဒီရက်လက်ကောင်းလာတဲ့အခြေအနေမျိုးမှာတော့ဒီနှစ်တင်းရဲ့တွေ့ဆုံမှုကတော့စိတ်ဝင်စားစရာတော်တော်ကောင်းပါဦးမှာပါ okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီနှစ်တင်းရဲ့အဆိုင်ရဲ့အကျိုးပေးမှုကိုချက်လောက်ကြည့်လိုက်ရအောင်အဆိုင်ရဲ့အကျိုးပေးမှုမှာဆိုလို့ရှိရင်တော့အရှင်နဲ့တင်းကတော့တစ်ဖက်ကချက်စည်းတင်းကိုတည်ယူတဝက်ဆုံးဆိုတဲ့အသုံးအကျိုးပေးမှုပေးရပါတယ်ဒီနှစ်တင်းရဲ့ဂိုးပေါင်းကြီးနဲ့ချိန်ကြည့်မယ်ဆိုလို့ရှိရင်တော့ဂိုးပေါင်းကြီးကတော့နှလုံးအပြည့်ဆုံးဆိုတဲ့ဂိုးပေါင်းကြီးကိုဖွင့်လှစ်ထားပါတယ် လက်ရှိမှာတော့ဗျာဒီ Chelsea တင်းရဲ့အင်ကွင်းဆက်ဆောက်ရည်ကိုကြည့်မယ်ဆိုလို့ရှိရင် Chelsea တင်းကဆိုလို့ရှိရင်ဒီနောက်အင်ကွင်းမှာဆိုလို့ရှိရင်တော့ဒီနေ့ရဒီ Premier League 12ပွဲကစားပြီးတဲ့အချိန်မှာတော့အင်ကွင်း6ပွဲကစားရပြီးတော့3ပွဲနိုင်တပွဲတည်းရင်းနဲ့2ပွဲဆုံးတော့ပါတယ်ဒီအင်ကွင်းမှာသူတို့ရဲ့ twin goal က6ကိုကိုစီတွင်းယူလာပြီးတော့ပေကိုက6ကိုပဲခွင့်ပြုထားရတဲ့အခြေအနေမျိုးပေါ့ဗျာ။တစ်ဖက်ကအာဆင်နယ်အသင်းရဲ့အဝေးကွင်းစမ်းဆောင်ယူကြည့်မယ်ဆိုလို့ရှိရင်လည်းအဝေးကွင်းမှာ6ပွဲကစားရပြီးတော့ဒီ၄ပွဲနိုင်၊၃ပွဲတည်ရင်လည်း၃ပွဲဆုံးရပါတယ်။ တစ်ဖက်ကချယ်ဆီတင်းကလည်းအိမ်ကွေးမှာရက်လက်ပိုင်းအလင်းငယ်မဆိုးလို့ပြောလို့ရတဲ့အခြေအနေမျိုးတွေတစ်ဖက်ကအာဆင်နယ်တင်းကလည်းသူတို့ရဲ့အဝေးကွင်းဆက်ဆောက်ကြီးကတော့ဒီနှစ်ရည်မှာတော်တော်လေးကိုကောင်းတဲ့အခြေအနေမျိုးမှာတော့လက်ရှိချယ်ဆီတင်းရဲ့ဒီနှစ်ရည်ကစားခဲ့ပြီးတဲ့အိမ်ကွေးလေးပွဲစဉ်တွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့လည်းခရစ်စတယ်ပဲလေးကိုတော့ရည်ဒီစားမှာဇီးဇီးဆိုတဲ့တည်ရက်လက်ကစားတာပြီးတော့ဖူဟန်ကိုတော့တူးစီလို့ဆိုတဲ့ရည်လက်နဲ့အနိုင်ရတာပါတယ်ဒါပေမဲ့ဘလိုက်တန်ကိုတော့ထူလီဝမ်ဆိုတဲ့ရည်လက်နဲ့ဆုံးနေခဲ့ပြီးတော့လီဗာပူးလို့အသင်းမျိုးကိုတော့တူးဝမ်ဆိုတဲ့ရည်လက်နဲ့အနိုင်ရတာပါတယ်ဒါပြင်ဆန်ဆန်လန်လို့အသင်းမျိုးကိုတော့ 2-1ဆိုတဲ့ရလနဲ့ပြန်ပြီးတော့ဆုံးနေထားပြီးတော့ခုအတင်းကိုတော့3-0ဆိုတဲ့ရလနဲ့ကိုပြနိုင်ရထားပါတယ်ချက်စီတင်းရက်ဒီစောက်ဆောင်ယူယူကြည့်မယ်ဆိုလို့ရှိရင်တော့လည်းအိမ်ကွေးမှာတဲ့အကောင်ယူမဟုတ်ပဲပဲချက်စီတင်းကတော့ဒီရာဒီအစပိုင်းမှာသာသူတို့ရဲ့အတင်းရက်ကစားပုံရတိတ်ပြီးတော့ယုံကြည်လို့မရတဲ့အခြေအနေမျိုးတွေရှိပြီးမဲ့လည်းလက်ရှိဒီနောက်ပိုင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ဒီပြအန်ဆိုမာလကာအနေနဲ့လည်းသူ့အတင်းကိုသူဘာလို့မျိုးလောက်ကျင်လဲဆိုတာတဖြည်းဖြည်းနဲ့ ပုံပေါ်လာပြီးတော့တပြေးပြေးနဲ့ပဲချက်စီးတင်းရလမ်းကြောင်းမှပေါ်ပြန်ပြီးတော့ရောက်စီလာတဲ့အခြေအနေမျိုးမှာတော့လက်ရှိမှာဆိုလို့ရှိရင်ချက်စီးတင်းရင်းနဲ့ဒီအစင်းနဲ့တင်းလို့ရဂျာမန်ဆိုလို့ရှိရင်တော့အစစ်တင်းနဲ့အစစ်နဲ့ဆိုပေမဲ့လက်ရှိဒီအမှတ်အရဆိုလို့ရှိရင်6မှတ်ပြတ်နေတဲ့အခြေအနေမျိုးကတော့ဒီပွဲစီမှာဒါတစ်ဖက်ကအစင်းနဲ့တင်းကလည်းအနိုင်ရခဲ့လို့ရှိရင်ဒုတိယနေရာကဒီချက်စီးတင်းကိုကိုမှတ်တိပြတ်မဲ့အခြေအနေမျိုးမှာတစ်ဖက်ကဒီချက်စီးတင်းကလည်း အမှန်ပဲပြတ်သွားအောင်သူတို့ရဲ့အိမ်ကွင်းမှာအ ਨੇ ဆုံးတော့အာဆင်နယ်တင်းကိုတည်ခံကစားနိုင်မဲ့ခြေစွမ်းမျိုးတွေရှိတဲ့အတွက်ကြောင့်မူလားချက်စီတင်းရက်ဒီလူငယ်စုဖွဲ့မှုမှာတဲ့တစ်ဖက်ကအာဆင်နယ်ကိုကောကောင်းကြီးဒုက္ခပေးနိုင်တဲ့အခြေအနေမျိုးတွေရှိတဲ့အခြေအနေမျိုးမှာအာဆင်နယ်တင်းနေတဲ့ဒီနေ့ရက်ဒီကစားခဲ့တဲ့အဝေးကွင်းကျောက်ဆောက်ကြီးကိုကြည့်မဲ့ဆိုလို့ရှိရင်တော့သူတို့တင်းနေတဲ့အဝေးကွင်းမှာဆိုလို့ရှိရင်ရတီစားမှာတော့ United ကို1-0ဆိုတဲ့ရလနဲ့အနိုင်ရထားပြီးတော့ဒီ Liverpool ကိုလည်း1-0ဆိုတဲ့ရလနဲ့ဆုံးနေထားပါတယ်။ဒါပြင် လူကဆယ်ကိုတော့2-1ဆိုတဲ့ရလနဲ့အနိုင်ရထားပြီးတော့ဖူဟန်ကိုတော့1-0ဆိုတဲ့ရလနဲ့အနိုင်ရထားပါတယ်။ဒါပြန်ပန်လီကိုလည်း2-0ဆိုတဲ့ရလနဲ့အနိုင်ရထားပြီးတော့ဆန်ဒလန်ကိုတော့2-2ဆိုတဲ့ရလက်ထပ်ပေါ်ခဲ့ပါတယ်။ဒီစစောက်ကြီးကိုကြည့်မယ်ဆိုလို့ရှိရင်တော့လည်းဒီအာဆင်နယ်တင်းတင်းနေနဲ့လည်းဒီအဝေးကွင်းမှာဆိုလို့ရှိရင်တို့တင်းတင်းနဲ့ထက်ထက်သေးသေးနဲ့ကန်စစ်ကိုအဓိက အကောင်းဆုံးပြင်ဆင်ပြီးတော့ကစားတတ်တဲ့အခြေအနေမျိုးတွေဒီနေ့ရတီမှဆိုလို့ရှိရင်လည်းအာဆင်နယ်အသင်းတွေနဲ့အိမ်ဝေးမှာသာကိုပြတ်အနိုင်ကြီးတိုက်နေပေမဲ့လည်းအဝေးကွေးမှာဆိုလို့ရှိရင်အာဆင်နယ်အသင်းတွေကတော့ဒီပရီမီယာလိမှာဆိုလို့ရှိရင်တသိမ့်တသိမ့်နဲ့ခန့်စစ်ကိုအဓိကဆက်တဲ့လုပ်ပြီးတော့ပေကူနေအောင်အကောင်းဆုံးကစားတတ်တဲ့အခြေအနေမျိုးတွေရောက်လက်ရှိမှာဆိုလို့ရှိရင်လည်းဒီကွေးလက်မှာဆိုလို့ရှိရင်ဆိုဝီမန်ဒီနဲ့ဒီတက်ကလရိုက်လို့ရဲ့အတွဲရတယ်တော်တော်လေးကို solid ဖြစ်နေတဲ့အခြေအနေမျိုးမှာတစ်ဖက်ကချက်စီးတင်းရက်ဒီကွဲလဲမှာဆိုလို့ရှိရင်အန်ဆိုဖရန်တက်နဲ့ မဆက်ခိုင်စီတူရအတွဲတွေရတဲ့တောက်ဆောက်ခြေစွမ်းပြပြီးတော့ဒီခန့်စစ်တိုက်စစ် အကောင်းဆုံးလိုက်ပတ်ပတ်ပူးနိုင်တဲ့အခြေအနေမျိုးတွေမှာအဲ့ဒီဘက်စီမှာတော့အဓိကအာနေချက်လို့ပြောရမယ်ဆိုလို့ရှိရင်ချက်စီတင်းရက်ဒီခန့်စစ်ကြောင်းနဲ့ဒီကိုသမားကိုပဲအနေငယ်စိတ်ပူမိပြီးမှလည်းဒီနှစ်တင်လုံးရဲ့တိုက်စစ်မှာတော့တော်တော်အည်သွေးမြည်တဲ့တောင်မှကစားသမားတွေတိုက်တက်စစ်ကစားသမားတွေရှိတဲ့အတွက်ကြောင့်မို့ဒီကွဲလဲမှာဆိုလို့ရှိရင်နှစ်တင်လုံးရဲ့ဒီကစားသမားတွေအရာဆိုလို့ရှိရင်သူမသားကိုမသား တကယ်ကို level ဖွားလို့ရတဲ့အခြေအနေမျိုးတွေခန်စစ်မှာဆိုလို့ရှိရင်တော့လည်းအာဆင်နယ်အသင်းအနေနဲ့ဒီသူတို့ရဲ့ခန်စစ်မှာကပီယနာနေပြီမဲ့လည်းဝီလီယံဆလီဘာနဲ့ဒီမော်စကရာပဲတွေ့တွေ့ဟင်ကပီဝက်တွေ့တွေ့ဘဲခန်ခန်စစ်အတွဲဝက်တွန်းတော့တကယ်ကိုဆော်လီဖြစ်နေတဲ့အခြေအနေမျိုးမှာပေးကူးတွေနေအောင်ကစားတတ်တဲ့အခြေအနေမျိုးတွေကြောင့်အော်တိုမန်နီယာမှာဆိုလို့ရှိရင်တိဘေရိုင်ယာအနေနဲ့လည်းလက်ရှိမှာအကောင်းဆုံးပုံစံနဲ့လက်စွမ်းပြကာကွယ်နေတဲ့ဒီအာဆင်နယ်ရဲ့ဂိုးပေါက်တနေရာကိုချက်စီးတင်းနေတဲ့ဒီ ကိုရအောင်ဘယ်လိုချိန်ချောင်းနိုင်မလဲဆိုတာပဲစိတ်ဝင်စားစရာကျွန်တော်တို့တွေထပ်ပြီးစောင့်ကြည့်ရမှာဖြစ်ပါတယ်ဒီနေ့တင်းရဲ့ဟတ်တူဟာကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဒီနောက်ဆုံး6ချိန်တိစ္ဆုံမှုမှာဆိုလို့ရှိရင်တော့အာဆင်နယ်တင်းကတော့၄ချိန်နိုင်လာပြီးတော့2ချိန်တည်ကြတာပါတယ်ဒီနောက်ဆုံး6ချိန်မှာဆိုလို့ရှိရင်ချက်စည်းတင်းနေလည်းလုံးဝအနိုင်မရတာပဲနဲ့အနည်းဆုံးဒီတည်ရလက်တာခံခံထားနိုင်တဲ့အခြေအနေမျိုးတွေတပြင်းပြီးခဲ့တဲ့ရာသီမှာဆိုလို့ရှိရင်တော့လည်းအာဆင်နယ်ရဲ့အိမ်ကွေးမှာတော့1-0ဆိုတဲ့ရလက်နဲ့ချက်စည်းကိုအနိုင်ယူလာပြီးတော့ချက်စည်းရဲ့ အင်ဂွေးမှာဆိုလို့ရှိရင်လည်းဝန်ဝန်သိရရတာပါလေဒီပြပြီးခဲ့တဲ့စီတနစ်ကျော်ကဆိုလို့ရှိရင်လည်းအာဆင်နယ်ရဲ့အင်ဂွေးမှာတော့ဖိုက်စီလို့ဆိုတဲ့ရလနဲ့ကိုပြတိုက်လာပြီးတော့ချက်စီရဲ့အင်ဂွေးမှာတော့တူးတူးသိရရတာပါလေဒီရလက်တွေတတ်သူဟာတွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့လေချက်ကျဲစီတင်ကိုသူ့အမြဲတမ်းဒီနောက်ပိုင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်ဒီနောက်ပိုင်းတွေ့ဆုံမှုရဆိုအာဆင်နယ်တင်ကအမြဲတမ်းအသာစီးယူပြီးတော့ကစားနေရတဲ့အခြေအနေမျိုးတိကျလက်ရှိမှာနှစ်တင်လုံးရဲ့ဖုံဝင်ရတဲ့ကဲကို အသက်ဘက်မှာရှိနေပြီးတော့ပုံစံကောင်းရနေတဲ့အခြေအနေမျိုးတွေမှာတော့ဒီနှစ်တင်းပေါင်းတွင်းကိုနှလုံးရဲ့အပြည့်ဆုံးဆိုတဲ့ကိုပေါင်းကြီးရနဲ့ဒီပွဲစဉ်ရင်ကတော့မထင်မှတ်ပဲနဲ့တည်ရကြသွားနိုင်မဲ့ပွဲစဉ်တပွဲလိုပဲမြင်မိပါတယ်။ဒါပြင်နှစ်တင်းလုံးရဲ့ခန်းစစ်အရာဆိုလို့ရှိရင်တော့လည်းဒီအာဆင်နယ်တင်းကခန်းစစ်ပိုကောင်းတဲ့အခြေအနေမျိုးတွေတဖက်ကချက်စီတင်းကလည်းဒီအသင်းကြီးတွေနဲ့တွေ့လို့ရှိရင်သူတို့ရဲ့အိမ်ဝေးမှဆိုလို့ရှိရင်အကောင်းဆုံးပုံစံမျိုးနဲ့တဲ့တဲ့တဲ့နဲ့ကစားတတ်တဲ့အခြေအနေမျိုးတွေ အတင်းကြီးတွေနဲ့ကစားလဲပွဲစဉ်တွေမှာဆိုလို့ရှိရင်ချက်စီးတင်းတွေနဲ့သူတို့ရဲ့အကွေးမှာဆိုလို့ရှိရင်ခန်စစ်ကိုအကောင်းဆုံးပုံစံမျိုးနဲ့တစ်ဖက်ကပြတ်ဘက်တွေကိုတတိကြီးကြီးထားပြီးတော့ကစားတဲ့ပုံစံမျိုးတွေကြောင့်ဒီပွဲစဉ်မှာတော့နှစ်တင်းလုံးရဲ့ကစားပုံကစားပေါင်းအရဆိုလို့ရှိရင်ဒီနှစ်တင်းလုံးရဲ့ခန်စစ်အရဆိုလို့ရှိရင်တော့ဘုန်းနဲ့တွားနိုင်မဲ့အခြေအနေမျိုးရှိတဲ့အတွက်ကြောင့်မို့လဲဒီပွဲစဉ်မှာတော့ အာဆင်နယ်ကိုအောက်ပဲအကောင်းဆုံးရွေးချယ်ပြလိုက်ရပါတယ်ဒီရွေးချယ်မှုကကျွန်တော်တူတဲ့တယောက်တည်းအမြင်ရရွေးချယ်မှုဖြစ်တဲ့အကြောင်းကိုတတော်မြင့်ကိုတွေအကြိုက်သူမှသာလိုက်ပြီးတော့ဆောက်ကြတာအားလုံးပဲတလားပါဗျာကျွန်တော် channel လေးကို subscribe လုပ်တယ်။ subscribe လုပ်ပြီးတော့အားပေးကြပါအောင်လို့တောင်းဆိုပါရစေကျွန်တော်ညီကိုတွေအားလုံးပဲဆက်စပ်ရရအထူးကူးစားကြပါခင်ဗျာ